ာနိုင်ငံတွန်းဆောင်မှုအတွက်ပေါ့နော်ကျွန်တော်အရင်ပထမတစ်ခေါက်ယောက်ျားလေးတင်ရဒီဂျေးစိတ်ယူခဲ့ပေါ့နော်အရင်စီးကိန်းမှာအခုအထမ်းမြင့်တဲ့ record တွေပေါ့နော်မန္တလေးယူနိုင်မှုအများကြီးစူးစမ်းတာမှလည်းပြောချင်ပါတယ်ကုလိုဘောနောမြန်မာတို့မြန်မာနိုင်ငံကိုစားပွဲပလေးယာတွေကိုဘောနောလူပွဲအချင်းလုပ်ပေးရဆိုတော့တကယ်ကောင်းပါတယ်ဘာလို့ဆိုတော့ပုံမှန်ဆိုလို့ရှိရင် e-sport ဆိုပြီးတော့လူတွေကတိတ်ပြီးတော့အဲအထင်မကြီးကြတာမျိုးရှိကောင်းရှိရပေါ့နော်ဒါမဲ့အခုလိုမျိုးအတိမတ်ပြုတ်ပြီးတော့လုပ်ပေးတဲ့အပေါ်မှာရင်ကျေးဇူးတင်ပါတယ်လို့အဲ့ဒါတော့ပေါ့နော်ဟိုတာဝန်တစ်ခုဆိုတာချက်ပေါ့နော်ကိုစိတ်ပေါ်မှာလည်းမသိရပေါ့နော်ကိုကိုယ်တိုင်ကလည်းစာရေးရဒီဟာကိုရအောင်လုပ်မယ်ဒါရအောင်ကျိုးစားမယ်ဆိုတဲ့စိတ်နဲ့အေးစေးလုံးလာနေပဲကျိုးစားနေတာဆိုတော့အမ်ပြောရရင်တော့တာဝန်တစ်ခုဆိုတာအထက်ကိုယ်အီမန်ချက်တစ်ခုအနေနဲ့ထားပြီးတော့လုပ်နေပါတယ်ဟုတ်ကဲ့ကျွန်တော်အဆုံးဖြတ်သွားတော့ ျော်တာတော့တော်ပျော်ရဲ့ပြီးတော့အဲ့လိုမြားအဲ့ဒီမဆုံးမနစ်တော့ဇယ်လုံးသားပါညာဆိုတော့တကယ်တော့အဲ့လိုသိရမလား international မှာကွာမြန်မာကိုစားပြုအနေနဲ့တော့ပြန်ရမယ်ဆိုရင်တော့ဟိုခုနိုင်ငံတော်တော်ကအဲ့လိုစုတုံးဖို့ရည်လာပြေးချင်တာပဲဒီတာဝန်ကိုလည်းကိုယ်ရန်ကလည်းကိုယ်ရေအကုန်လုံးကဆန်းဆောင်ထားရတဲ့တဲ့ဆိုတော့အဲ့လိုနည်းနည်းရောအဲ့လိုဝင်လေးရေလို့ခံစားရအောင်ကိုယ်ရေတစ်ခုလုံးပြနိုင်ဖို့ဆိုတော့အဲ့လို အာအင်းနေကတော့အမှန်တမ်းပြောရင်အစပိုင်းမှာရှုံးနေတယ်ဆိုပေမဲ့ရှုံးနေတယ်လို့တော့မခံစားရဘူး။ဘာလို့လဲဆိုတော့ညီမတို့ကအမ်ထားထားတဲ့ဟာတွေလည်းအများကြီးရှိသေးရပေါ့နော်။အဲ့ဟာတွေကိုလည်းမထုတ်ရသေးဘူးပေါ့။အဲ့အချိန်မှာစိတ်ကအရင်ဟို relax ဖြစ်တယ်။အမ်ရှုံးနေတဲ့အချိန်မှာအကွာကိုအနောက်မှာပြောနေတော့လည်းအကုန်လုံးအေးစေးပဲငါတို့ဒီဘက်ကိုနိုင်မှာဆိုပြီးစိတ်ကိုအေးအေးလေးနဲ့ပဲနိုင်သွားတယ်ပေါ့။လို့တော့ပြောလို့ရပါတယ်။အဓိကကတော့စိတ်ဓာတ်ပဲပေါ့နော်။စိတ်ဓာတ်ဒီအကစားသမားစိတ်ဓာတ်ရှိဖို့လိုရပေါ့။ ော်အာပြီးရင်တဖတ်သိန်းညီမတို့ရဲ့ဒီဂိမ်းဆော့လာတဲ့ experience အရာပေါ့နော်အာနားလည်ဝါတာတွေလည်းအများကြီးရှိရဲ့ဟိုကိုကောင်းမယ်လို့မထင်တဲ့အသေးနေရာလည်းကောင်းနေတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါတွေကိုလည်းညီမတို့အများကြီးသင်ခန်းစာတွေလည်းရထားပြီးပြီပေါ့နော်အဲ့တော့ဒီ sea game မှာတော့ညီမတို့ကဒီ1 2 3ဝင်ဖို့ဝင်မယ်လို့တော့ညီမတို့ကယုံကြည်ပါတယ်အတင်းတစ်ခုပြေလို့ဖြစ်လာရင်တော့စီလုံးမှုကတော့အရေးကြီးဆုံးပဲပေါ့နော်အဲဒီလိုဂိမ်းဆိုတာလဲဆိုပြီးတော့ငါ့ 5ရောက်စုပြီးစောရတဲ့ဂိမ်းဖြစ်တဲ့အတွက်အစည်းအဝေးကအရင်အေးကျွန်တော်တို့အသင်းတွေနဲ့ပြောရမယ်ဆိုရင်တော့အစည်းအဝေးကတော့အရင်ရှိရတယောက်ပေါ်တယောက်လည်းအများကြီးနားလည်ပြီးဂိမ်းထဲမှာမမကပဲနဲ့အပြင်မှာဆက်ဆံရေးတွေကပါအားလုံးကပါနော်တော်တော်စစ်စစ်လုံးလုံးရှိကြတယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဝန်တို့ပြရအောင်ဝင်ဝင်လည်းလည်းယုံကြည်မှုလည်းရှိတယ်ပြီးတော့တစ်သင်းလုံးကလည်းဒီစီဂိမ်းမှာအကုန်လုံးကနိုင်အောင်ဆော့မယ်ဆိုပြီးတော့ဆိုင်ပင်ထားကြတယ်အဲ့ဒါအစည်းအဝေးကလည်း တော့မဆန်ပါပဲချက်မီယံပဲပေါ့ဒါပေမဲ့အာခက်ခဲတာတွေတော့အများကြီးရှိအောင်ပါပါဆိုတော့ညီမတို့တွေ့ရမယ်ဒီအင်ဒိုနီးရှားအသင်းဆိုရင်လည်းအရန်အကုန်လုံးလည်းသိရပါတော့အရန်ကျန်းတယ်ဒါမဲ့1 2 3တော့ဝင်ရလောက်ပြီးတော့ဖြစ်နိုင်တော့ချန်ပီယံဆိုတော့ယူကြမှာအာညီမတို့ကတော့ဒီမြန်မာနိုင်ငံအတွက်ခုံဆောင်ဖို့ပေါ့နော်အကောင်းဆုံးစူးစမ်းပါပါအားကြောင့်မို့အများကြီးအားပေးပါအောင်ပေါ့နော် အအတတ်နိုင်ဆုံးညီမတို့ရှိမြညံညံရီအကောင်အားတွေရောစိုက်ထုတ်ပြီးတော့ညီမတို့စူးစမ်းတော့မှမအားပေးပါဘူးပြောချင်ပါတယ်ဟုတ်ဟန်ဒီစီကိန်းတော့ဘောနော်ရှိတမြအားတွေအကောင်ထုတ်သုံးပြီးတော့စူးစမ်းတော့မှပါဒီဘွဲကိုဘုံကဘယ်လိုပြောရမလဲ top 3ဆိုတဲ့ဟာတခုကအနည်းဆုံး top 3လို့အောင်ခံမှန်းလို့ရအထီဘောနော်စူးစမ်းပြီးတော့မှဖြစ်လို့ညို့လို့လည်းအားပေးကြပါအောင်လို့ညီမကိုစားပြုအနေနဲ့တခုခုရခဲ့အောင်ရခဲ့ပေးပါမယ်လို့အာညီမလည်းတော့ ်ညီမနိုင်ငံတူဆောင်မှုအတွက်ပေါ့နော်ညီမအရင်ပထမတစ်ခေါက်ညကြလေးတင်ရကြည့်ကျေးသိပ်ယူခဲ့ပေါ့နော်အရင်စီးကိန်းမှာအခုအထမ်းမြင့်တဲ့ record တွေပေါ့နော်မန္တလေးယူနိုင်ဖို့အများကြီးစူးစမ်းသွားမှလည်းပြောချင်ပါတယ်ဒီကဒီစီးကိန်းမှာ1 2 3ရောင်းဖျားကိုစောက်မှာပါအားကုန်ကုန်ဆိုင်ကိုစောက်မှာလို့အဲ့လိုမြန်မာဆိုင်တော်မှာလည်းတော့တော်ပြီးရောင်းယူခဲ့မှာမဟုတ်တော့ပါဒီလားအားကြောင့်ကိုဂျီရိုအချင်းကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်